အားလုံးပဲမင်္ဂလာပါသီရိယေကျူ channel လေးကလည်းပြန်လည်ဆက်ဆော်လိုက်ပါတယ်ဒီနေ့မှာတော့ကိုမရခဲ့တဲ့ငင်းချေဦးလေးဆိုတဲ့အချစ်စံတန်လေးကိုတင်ဆက်ပေးသွားမှာပါဒါနဲ့မဆိုင်ရင်မှသီရိယေကျူ channel ကအခုလိုစံတန်လေးတွေကိုအမြဲတင်ဆက်ပေးမှာမို့လိုက်ရန် subscribe လေးလှုပ်ထားပေးပါဦးနော်ဗီဒီယိုသစ်တွေတိုင်းချက်ချင်းသိအောင်လို့ဘေးကခံလောင်းလေးကိုလည်းနှိပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်အချေဦးမို့ရှင်နေထိတိုင်းကိုမမေ့နိုင်သေးတဲ့ရောက်ပြန်လေးတိုင်းပြန်ပြောလိုက်မှာပေါ့ ဘလို့လဲမို့မြို့ထဲကပြန်လာကလေးကတဆိန်တတတာနဲ့မြို့လိုကြွလိုပါလားအော်မောင်လမ်းလိုက်တာမောင်ရဲ့အတန်လေးပါလေပေးရော့ပေါ့မောင်လာတာကိုမသိရအောင်ဘယ်စိမ်းယောက်ျားလေးအကြောင်းများတွေးနေပါလိမ့်မဟုတ်ပါဘူးမောင်ရဲ့ဒီလောက်ဦးမျိုးနေပုံထားရင်ကြည်ရတာငယ်ချေဦးနဲ့တွေးခဲ့ပြီထင်နေမဟုတ်ပါဘူးဆိုမောင်ကလည်းကဲလာပါထမင်းစားရအောင်မုံဖိုက်စားနေပြီ မိုးကိုကြည့်ရတာဒီနောက်ပိုင်းအရန်ပျော်နေတဲ့ပုံပဲအရှင်ကားဆိုတမိုင်မိုင်တရွေတွေမဟုတ်တော့ပါလားอืมတခုခုတော့တခုခုပဲမိုးငါနဲ့အတူလိုက်ခဲတော့ကတန်းစစ်တန်းတလုံးပါတယ်သူ့တုံးတော့လည်းမတွေ့ရဘူးတော်အမြဲခတ်ထားလေးရှိတယ်ငါကဘာရင်ထက်ထားလဲလို့မေးတော့သူ့ဥဝင်စားနေပါတဲ့တက်တာကထင်သလောက်လည်းမလေးပါလားမင်းကြီးက ငါမသိအောင်သူတစ်တာကိုဖွင့်ချင်နေတာတွေးမိတယ်။ဘာရီမှုတ်လို့လဲ။သူမရှိခင်သူတစ်တာကိုငါဖွင့်ချင်ရင်ကောင်းမလား။ယောက်ျားလေးအဝင်စားရပါလား။ဒီမှာလဲအဖြစ်အစင်းကြောင်းဝင်ဆောင်နေလွယ်အိတ်ဖက်နဲ့စားသုံးစားဟုတ်တွေ။ဟင်။ဘာရီလဲ။မောက်ပြုံးချုံဓာတ်သမားတဲ့။ဒီမှာလဲမိသားစုဓာတ်ပုံ။ဟာ။ဓာတ်ပြုံးချုံပဲ။ပြုံးချုံမှာပြုံးချုံအစင်း ပါရီလေနာထင်းတဲ့အတိုင်းတော့ဖြစ်ကုန်ပါပြီကော်ထိုးတွေတော့နဲကုန်ပြီထင်ပါရဲ့လေပြုံးချုံနေမှုဘလုံးပတ်သက်တယ်ဆိုတာငါကောင်းကောင်းနားလေသဘောပေါက်သွားပြီမင်းအမြဲပျော့ပျော့နေတဲ့ကောင်မလေးဒီကြောင်ဆောင်တည်ကြည်ဖွပွဲပြီးရင်ဘန်ဒလေးကိုပြန်ပြီးတွားတွေ့မယ်ဆိုတာကမိုးလားမောင်နားလေးတွားကြရအောင်နောက်ကြတော့မယ်အေးပါကွာ မောကတက်ကြွနေသလားတန်နိုင်ထုံစိတ်တွေလေးလံနေမိသည်ဖြစ်နေရင်စားဆောင်တဲ့ဖွံ့ဖွဲကို သူမတက်ချင်းပြုံးချိုကိုရင်ဆိုင်ရမှာသူ့စိတ်ထဲတွင်တမျိုးပင်မင်းမြန်လုံးပါမောင်ရဲ့မောကဖျားလဲသွားရအောင်မဒီနေ့ကမိုးမွေးနေလေကဲဘလို့ဖြစ်နေတာလဲမိုးရဲ့လာပါပြီမသိချင်အောင်စပီးနေတာကောင်းပါလေလေကျွန်တော်မိုးလက်ကိုတွေ့ရင် ကျောင်းဝင်းထဲသို့ရဲဝင့်ဆောင်ဝင်ခဲ့လိုက်သည်ဟာတငယ်ချင်းတက်လိုက်တော့အမလီလာပါဗျာကြွားပါဘုံမူးနဲ့ဘုံမူးကတော့မင်းတို့ဇုံတွေကိုစောင့်နေတာကွာခန်းနာကစတော့မှာဟန်ဆောင်ကောင်းလာစေလားမိုးနဲ့ပြုံချိုရဲ့အခမ်းအနားစတင်တော့မှာဖြစ်ပါလေရှင်ဂုံဒီရှိ လူချင်းမင်းများနေတကွာဆရာဆရာမများကျောင်းသူကျောင်းသားများကျောင်းသားမိပါများကျွမ်းရောက်လာချတဲ့အေပရိတ်တန်များနေရာယူပေးစားပါရဲ့ လေးစားစွာပန်းစားအပ်ပါသည်နှင့်အခမ်းအနားအစီအစဉ်အရဘုံမူတနိုင်ထုံးတို့ဇနီးမောင်နှံမှအခမ်းအနားကိုဖဲချုပ်ဖြန့်ဖွင့်လှစ်ပေးပါရန်ရိုသေးလေးစားစွာပန်းစားအပ်ပါသည်ရှင်နှင့်ဖဲချုပ်ဖြန့်ပြီးနောက်မှာခမ်းမာရဲတို့အားလုံးနေရာယူပေးကြဖို့ပြောနေသည်မို့မိုးနေအတူရှောင်းလိုက်ပြောင်းချော်ကိုကြည့်လိုက်တော့သူ့လူတစုနဲ့စကားရက်ပြောနေသည်ထူးစားသည့်ပွဲမဟုတ်ပေမဲ့ထိုပွဲကိုလာကြသူများမှာ လမ်းနားကိုင်းနှစ်ဖက်လုံးကတာဝန်ရှိခေါင်းဆောင်များလာရောက်ကြသည်တန်းလိုက်ထုံးကယူနီဘောင်အဖြစ်ဆောင်နှင့်အတော်လေးခံရနေလေသည်တဖက်ကခေါင်းဆောင်များသည်အရဝင်ရိုးရကဆင်ဝတ်ဆောင်နှင့်ဝတ်ဆင်ထားသည်မူသာတာမန်လူများနှင့်မထူကြပြီးခွဲစားလို့မရနိုင်ဒိုလူများနှင့်တင်းတင်းဒီစကားပြောနေသည်မှာ ပြုံးချော်ပင်ဖြစ်လေသည်ဆရာပြုံးချော်အားစင်မင်းဖော်တို့ဒေစာစွာဖိတ်ကြားအပ်ပါသည်ရှင် လက်ခေါက်တန်တညာညာနဲ့ပေါ်ပြုံးချုံဘုံမူတနိုင်ထွန်ပေးမှထရလိုက်ကတလန့်ချင်းစင်မတို့တက်သွားလေသည် ပြုံးချုံစားလိုက်တဲ့နဲ့ခမ်းမတစ်ခုလုံးလက်ခေါက်အောပါတဲ့များတော်တော်ညံသွားလေသည်အောက်ကလူများကသဘောကျစွာရဲမိကြသည်စင်မကပြုံးချုံကိုမျက်တော်မကပ်ကြည့်နေသူမှာဘုံမူတနိုင်ထွန်ပင်ဖြစ်လေသည်မိုးကတော့ ခေါင်းယူသောအပြင်ရှုံးဝေသောမျက်လုံးများနှင့်ပြုံးချုံကိုကြည့်နေသည်မှာထင်ရှားနေသည်ဒီနေ့ဟာထူးခြားတဲ့နေ့လေးတစ်နေ့ပါပဲအထူးသဖြင့်ကျွန်တော်ရဲ့ဘဝမှာဘလို့မှမင်းလို့မရတဲ့နေ့နဲ့တထထဲကြနေလို့ပဲဖြစ်ပါတယ်ဒီနေ့ကကျွန်တော်ရဲ့မွေးနေ့ပါဆရာဆရာမများចောင်းသားចောင်းသူများကပါတမ်းမြိုင်အော်ဟစ်စူတောင်းတန်ကခမ်းမတခွင်လွင်စင်မတန်းထိုထင်းတွင် မိုးလဲပါသည်ပိုးမိုးကတော့ပြုံးချော်အားစေးစေးကြီးလျက်ပေါ်အခုဒီဆောင်ဆောင်တဲ့ကိုဘလို့နာမည်ပေးထားလဲဆိုတာစနောက်ခုထိမသိရသေးဘူးအရင်သိစင်နေပြီအားလုံးကတရားမှလည်းပြောမပြကြဘူးအခမ်းအနားအားလုံးပြီးသွားမှဒီဆိုင်ပုံမှာကြွယ်ထားတဲ့ဇိုင်းတာစီဖြုတ်မယ်ပြောတယ်အဲ့တော့အခမ်းအနားကိုအမြန်ပြီးစင်နေပြီ အခုပဲထထိန်လိုက်ရင်ကောင်းမလားမသိဘူး တအားလိုဝဲကြတယ်နော်။ကဲပါလိပြောစရာရှိတာပြောရအောင်မယ်။ကျွန်တော်အခုလိုစေမောကနေစကားပြောရတာအင်မတန်မှသင်ငင်မိပါတယ်။ဆေးရောက်ကဆရာတို့ဆရာမတို့ကိုလည်းအရှမ်းအားနာမိပါတယ်။ဘာလို့ဆိုကျွန်တော်ဆိုတဲ့ပြောချော်ကအစိုးရကတရားဝင်ခန့်ထားတဲ့ဆရာတယောက်မဟုတ်လို့ပဲ။တီတီစီကလည်းတယောက်အာမြင်ထားခြင်းမရှိပါဘူး။ဟိုတယ်လောကကျွန်တော်အသေးမိတ်ဆွေတယောက်ကပြောတယ်။တီတီစီတက်ပါလားတဲ့။ တူထားပေးမယ်လို့ပြောတယ်။ကျောင်းတက်ဘွဲယူပေးမှာပဲ။စောင်းစရာအလုပ်ကို ပြန်လုပ်ဖို့လည်းပြောတယ်။ကျွန်တော်မတတ်ပါဘူး။မတတ်ချင်ဘူး။ကျွန်တော်ဘာဖြစ်လို့မတတ်တယ်လဲဆိုတော့အစိုးရကတရားဝင်ခန့်အပ်လိုက်တဲ့စောင်းစရာဖြစ်သွားရင်တောင်ဝင်ချတဲ့နေရာမှာပဲကျွန်တော်စာသင်ရမယ်။အခုလိုမျိုးတနေပြီးတနေတရွာပြီးတရွာတစ်ချောင်းပြီးတစ်ချောင်းလဲလေပြီးကျွန်တော်စာမတင်နိုင်မှာစိုးလို့ပါပဲပြုံးချော်စကားပြောနေတာနားထောင်ကောင်းလိုက်တာမောင်ရဲ့ တရေကော်လို့အချင်းချင်းတိုင်းမယ်။မောင် ပြောတာရောနားထောင်လို့မကောင်းဘူးလား။ဟမ်မောင်ကလည်းတက်ထဲမှာနေစင်နေတိုင်းမင်းကုံပြောနေရတာပဲ။တွတွနေဟိုမှာပြုံးချော်ဘာဆက်ပြောနေလဲမသိဘူး။ဒီတော့ကျွန်တော်တို့ဇီယာရီဟာအလနာဂိုင်းဝင်အဖြစ်သတ်မှတ်ခံထားရတယ်နော်။ဖယားနဲ့တော့ဒဂိုင်းနဲ့အတူတူထားခံရတဲ့ဂုံပုံကျွန်တော်အတွက်တော့ကြည်လင်လုံးလို့ကျွန်တော်ကိုကျွန်တော်ဇီယာအဖြစ်မသတ်မှတ်ထားပါဘူး။ ပရာဟိတစာသင်ပြတဲ့သူတို့အူအနေနဲ့ပဲစံတော်ခံယူထားတယ်။ဖျားနဲ့တကိုင်းနဲ့တရားနဲ့တကိုင်းနဲ့ယဟန်တန်ဃာရီနဲ့လည်းတကိုင်းနဲ့သူတို့မိဘရီနဲ့တော့အတူတူအနန္တမေတ္တာချေးစုရှင်နေပေါ့ဗျာ။နင်းနင်းနော်နော်ဂုံပုတ်ဟုတ်ရင်လား။ကဲအဲဒီလိုသတ်မှတ်ခံရတဲ့ကျွန်တော်တို့လိုဆရာဆရာမတွေကကိုတပည့်တွေကိုစာတော်ရင်တမျိုးစာညံ့ရင်တမျိုး ပိုက်ဆံရှိသားသမီးဆိုရင်တမျိုးဆင်းရဲတဲ့ចောင်းသားဆိုရင်တမျိုး ရင်းနှီးတဲ့မိဆွေရဲ့သားသမီးဆိုရင်တမျိုးအဲဒီလိုအမျိုးမျိုးတွေလုပ်နေမိမယ်ဆိုရင်အနန္တကျေးဇူးရှင်ဆိုတဲ့ဂုဏ်ပုံနဲ့ထိုက်တန်ပါဦးမလားဆရာဆရာမများဟာနာတော့တာနဲ့အမြဲတမ်းပြည့်စုံနေရမယ်ကျွန်တော်တို့ဟာကျောင်းသားကျောင်းသူတွေအတွက်ဆရာတယောက်ဖြစ်ရုံနဲ့မကဘူးဒုတိယမိဘဆိုလဲဟုတ်တယ်ကလေးတွေဟာသူတို့မိဘနဲ့၅နှစ်၆နှစ်လောက်ပဲအတူတူကြီးပြင်ခဲ့ရလား ချန်တဲ့ချိန်တွေကစာတင်ခန်းထဲမှာစာတင်ရင်းနဲ့ဆရာဆရာမတွေနဲ့အထူးကြီးပြင်းလာရမှာအဲဒီတော့ဆရာဆရာမတွေရဲ့တုံ့ပြန်ဆုံးမမှုလမ်းပြမှုတွေကသိကုန်အရေးကြီးတယ်ကျွန်တော်တို့လိုဆရာဆရာမတွေကကလေးတွေကိုစာတင်စားပေးုံနဲ့မကပဲမြစ်တာတွေပေးပါဂယူနာတွေပေးပါ အချင်းနာတွေပေးပါကြောသားရင်သာမခွင့်စားပဲကျောင်းသားတိုင်းကို ကိုယ့်ရဲ့သားသမီးကဲ့သို့ထံမိုးထားကြပါ တူတူလေးတွေရှင်နေကိုဝင်စီပါခလေးတွေရဲ့အရေးအချင်းကိုမြင်နိုင်အောင်ကြိုးစားပါပြီးရင်မြင့်တင်ပေးကြပါသင်စားပေးတဲ့ဆရာဆရာမတော်ရင်တော်သလိုခလေးတွေကလည်းတော်ပါလိမ့်မယ်ညံ့တဲ့ကြောင်သားမရှိစေရထုံကုန်နှလုံးမူရပါလိမ့်မယ်တမတ်ပင်ရတဲ့ကလေးကနှမတ်ရလာရင်ဒါတမတ်ဖို့ပို့တော်လာတယ်လို့မှတ်ရမယ်အရင်ကလည်းတမတ်အခုလည်းတမတ်ဆိုရင်တော့မဟုတ်သေးဘူးဒီကြောင်သားညံ့လို့မဟုတ်ဘူး တင်းချပေးတဲ့ဆရာညံ့လို့လို့ခံယူရမယ်။မိုးရဲ့အခြေတည်ရွှွှွှွန်ဝင်နေသည်။တန်းနိုင်ထုံလက်သေးကိုစုပ်လျက်စိတ်ကိုထိန်ထားရသည်။အမြန်ပြန်ကျင်လာပြီးသူ့ဒီမှာရှိမနေခြင်းမူပြုံးစိုးအတန်းစာပြောပြီးနောက်"ကဲဒီတော့ကကျောင်းသားကျောင်းသူတွေကလည်းဆရာပြောတာကိုမမေ့နဲ့နော်။ဟုတ်ကဲ့ပါဆရာ။သင်ချလိုက်နိုင်ရမယ်နော်။ဂတိပေးကြလား။ပြီးရတယ်ဆရာ။ကဲ။ ြောင်းချုံဆိုင်ရမပြောသေးပဲနှုတ်ပေါ်တင်းတင်းစိတ်ထားသည်အားလုံးလည်းတိတ်ဆိတ်ရဲ့အနေထားပွင့်သောပန်းတိုင်းလန်းဆန်းကြပါစေပွင့်သောပန်းတိုင်းလည်းမှုပြန့်ကြပါစေသားလေးမသမီးလေးမလေးများ ဖြစ်ကြပါစေဆရာတို့ဆရာမတို့ဒီလည်းမှုပြန့်သောပန်းလန်းဆန်းသောပန်းပြိုခင်များကို ပြုစုပြောထားနိုင်သောဥယျာဉ်မှုကောင်းများဖြစ်ကြပါစေဗျာ နောက်ဆုံးညီကောင်ချုပ်အနေနဲ့ပြောချင်တာကတော့စောစောကပြောခဲ့သလိုပဲထူးခြားတဲ့နေနေတနေပါပဲဒီနေ့ဟာစောင်းဆောင်တည်ကြည်ဖွင့်ပွဲလေးဟုတ်တယ်နောက်ပြီးတော့ကျွန်တော်ပြုံးစုရဲ့မွေးနေ့လေးဖြစ်ပြန်နေနောက်တစ်ခုကတော့ကျွန်တော်ဒီနေ့ဒီချိန်ဒီနေရာမှာရှိနေခြင်းကဒါနောက်ဆုံးပဲဖြစ်တယ်ဒီနေရာကနေပဲအားလုံးကို ပြုံးချုံနှုတ်ဆက်ခဲ့ပါတယ်ပြုံးချုံကိုတွားခွင့်ပြုကြပါဒီမှာစာဆက်ပြီးမတင်နိုင်တော့တာကိုအရန်ဝန်နေမိပါတယ် ပြောဆိုရင်အစာနာမရှိသောစကားကြောင့်အားလုံးကအံ့အားတင်သွားသည်သည်။ဟွန်းမိုးရေမြုံဝန်းထဲတွင်ရဲရင်စာများဝေဝဲလာပါတော့သည်။သူသွားတော့မင်းတဲ့။တော်စင်းကျောင်းဆရာမတအူးမှထား၍ပြောဆိုအားမိကုံမိမြန်လိုက်သည်။ဆရာကျောင်းဆရာတယောက်ကဒီလိုမျိုးလုပ်လို့ရပါသလား။စာကိုတင်ခြင်းတဲ့အချိန်တင်မတင်ခြင်းတော့ရင်ထွက်သွားမင်းဒါမျိုးရပါသလား။ ဆရာမပြောတာကိုကျွန်တော်သဘောပေါက်ပါတယ်။ဒါမျိုးကိုကျွန်တော်ကိုယ်တိုင်လည်းလက်မခံပါဘူး။ဒါမဖြစ်တဲ့ကိစ္စပါ။ဒါဆိုဆရာကခံယူချက်နဲ့ပဲဆိုင်ပါတယ်။ကျွန်တော်ခံယူချက်နဲ့ပဲဆိုင်ပါတယ်။ကျွန်တော်ကပြပစာတင်စားလို့တူပါ။အခုဒီမှာစာတင်စားပေးတာဒါစာမယူတာလည်းအားလုံးအသိပဲဖြစ်ပါတယ်။တင်စားမှုကအခုမှသင်ခန်းစာကအစပဲရှိပါသေးတယ်။အချိန်မီပါသေးတယ်။ဒီလိုမျိုးပြကြီးမှာ စနလိုနေရာကိုအစာထိုးဖို့တိတ်မခံလာပါဘူး။ဒါပေမဲ့လမ်းပန်းဆက်တွေခက်ခဲတဲ့ရွာကကလေးတွေဆရာဆရာမတွေမပေါ်များတဲ့ရွာတချို့ဆိုစာတင်ကျောင်းသားတွေရှိပြီးဆရာဆရာမကမရှိတဲ့ရွာတွေအတွက်တော့ဆရာတယောက်ဟာ ကိုကွန့်စရာလက်တပါနဲ့လည်းမလဲနိုင်ပါဘူး။ဒါကြောင့်တန်ခင်းကြီးရှိတဲ့နေရာမှာအောက်ပြည်တော်တခြားနေရာတွေမှာကျွန်တော်ကိုဖမ်းပြုတ်ခွင့်ပြုကြပါအားလုံးပဲနားလည်လိမ့်မယ်။ နားလည်ပေးစားဖို့ကိုလည်းကြောင်းမှန်အပ်ပါလေမိရဲ့ဆရာမလေးဘာမှပြန်၍မပြောလာတော့ပါဟင်းမိုးငုံနေပါရောလားရှိသေးတော့မို့ရှိသေးတော့နေသားသလိုနေရခဲ့ပါတော့ပြုံးချော်ဒီမှာဆက်နေရင်လေမိုးကဘာမှမဖြစ်ပေမဲ့ပြုံးချော်မိုးစိတ်နဲ့အရက်သမားစီလုံးလုံးဖြစ်ုံနေမှာပဲပြုံးချော်မိုးကိုပိုင်ဆိုင်ခြင်းနဲ့စိတ်တွေတပြည့်ပြည့်ကြီးထွားလာလိမ့်မယ်မိုးရဲ့ အဲ့ဒါမို့သိရလားဆက်နေပြီးတော့ဖြောပြေးရင်အစီအစဉ်များအရာဘုံဘုံတက်နိုင်ထုံးမှသူ့ဤစဉ်နာစွာသောဇနီးမို့ကိုတစ်ချင်းတစ်ပုတ်ဖြင့်ဖြောပြေးပေးပါရင်တောင်းဆိုထားသောကြောင့်ဘုံဘုံကတော်မို့အားလေးစားစွာဖြင့်ပတ်ကြားအပ်ပါသည်ရှင်ဒီမောင်မောင်ပါရီရှောက်လုံးနေရလဲကဲသွားပါ မို့တစ်ချင်းအစောကောင်းတာမောင်သိပါတယ်မိုးကခရုံးကရင်နဲ့မိုက်ကိုကင်ပြီးလင်း ပြောင်းချုပ်ကသာချိန်နေမိတော်သည်ညချေအပြက်ခံလို့မဖြစ်ပေအကံ၍မျက်စိအောက်ကပျောက်သွားခဲ့ရင်သူမလိုက်မှန်ရှာဖွေနေမိမှာအမှန်တီလုံးစသည်နေမနက်အာယုံနေတဲ့နှုတ်ထားအရင်လိုနေရဟောင်းလေးမှာမျောလင်းစံအစ်စ်တဖန်နဲ့ပြန်လဲပြီးတော့ဖြစ်ပါမလားတဲ့ကျေးဇူးများစီးတင်ပါတယ်တန်နိုင်ထုံးရတကယ်ကိုကျေးဇူးပါငါလေးမိုးနဲ့နောက်ဆုံးတွေ့ဆုံခြင်းမှာ အခုလိုမိုးဆိုတဲ့အတန်လေးကိုနားစင်ဝင်ရတာဟာငါဘဝရဲ့အမှတ်တရလေးကအမှတ်တရတစ်ခုပေါ့ကွာ။အော်မိုးရယ်ဘလို့လဲချောင်းစရာကြီး။မျက်ရည်တွေဘာလို့ကြားလို့ပါလား။ဘာလဲကြောင်းတော်ကြီးနဲ့ခွဲရလို့လား။ဒါမှမဟုတ်ငယ်ချေဦးနဲ့ခွဲရတော့မှမဟုတ်လို့လား။မိုးနေရလားပြောစမ်းပါဦး။မဟုတ်ရပါဘူးတကယ်ချင်းဟာ။အင်းပြမသူရဲဆောင်နေလား။နားစင်စွာကြေကွဲခံစား လာပါကွာငါမင်းနဲ့ပုံဝင်နေနေပြောစရာမေးစရာတွေရှိတယ်။ဟိုနားမှာစကားသွားပြောရအောင်ပြောချို။အေးအေးတန်နိုင်တုံခေါ်ရကိုလိုက်တော့ပြောချို့ကမိုးကိုငေးလျက်မိုးကလည်းပြောချို့စီကအချိမခွာ။မိုးရဲ့တခြင်းတန်ဒီခမ်းမာရင်လိုက်ဆန်ရီခေတော်သည်။ဟင်းမောင်ပြောချို့ကိုခေါ်ထုတ်သွားပြီ။မောင်ပြောချို့အပေါ်ကိုချိန်နေတဲ့အချိကတမျိုးပဲ။ဒုက္ခပါပဲ။ဒီမှာတငယ်ချင်းပြောချို့ ။ငါမင်းကိုလေးစားတယ်။ရှင်နှင်းကအမှန်တရားပါ။မလိုပါဘူးတငင်ချင်းကငါကိုလေးစားနေစရာ။ညံ့ရီရီချောင်းအရင်တုံးလိုက်ပါအောင်။ကြည့်မကောင်းလို့ပါ။အေးပါကွာအေးပါအေးပါ။ငါရောက်စားချင်းချင်းပုံမွေလေးလေးမဲမီးမင်းမင်းရောက်စားဆိုရင်ပုံမွေလေးလေးနဲ့မှန်မှန်ကန်ကန်ပဲဖြိမ်။ပြောင်းချောအဲ့ဒီတော့မအားပါ။တနိုင်ထွင်းရင်အမှုရာကိုကြည့်လိုက်တာနဲ့ခံမှန်းမိပါရဲ့။ မင်းပါသိချင်တာလဲငါယောက်ျားပါမင်းနဲ့မို့အရင်ကဘလို့ပတ်သက်ခဲ့ဘူးတည်းအခုရောကင်းရောကင်းရင်လားရိုးသားလာတဲ့ចောင်းစရာကြီးရဲ့ဘာကွာမင်းငါနဲ့မို့ကိုတတ်တန်ဆောင်ကားလိုက်တာပဲကွာတခိုးကလူပြန်ဟစ်မနေနဲ့မင်းတို့နှစ်ယောက်ပေါင်းပြီးငါကောနွားဆက်ခင်းနေတာစိတ်ဆမ်းပါအောင်ငါကောင်းမှဂျိုးပေါင်းနေပြီလားလို့မင်းထင်းရမြရရှော့ပြောမနေနဲ့တန်နိုင်တော့အေးမင်းကောင်ကရင်းဝင်ပျော့ပြနေတဲ့ ငါရဲ့ဘုံကငါရဲ့ကဘာဆိုတာအဲ့ဒါမိုးဝဲဟုတ်တယ်ဒီကြောင်ဖွင့်ဝဲပြီးရင်ပြန်တော့မယ်ဆိုတာကလည်းမိုးစီကိုပဲသုံးမအထွတ်ဆုံးဘုံမရောအတန်ရောဘယ်အချိန်နှုတ်ရိုးရိုးပေးနိုင်နေဆိုတာကလည်းမိုးပဲအေးဒါပေမဲ့အခုမဟုတ်တော့ဘူးကွာဒီမှာတတ်နိုင်ထုံးငါကကြောင်းစီရကွာဂုံတိတ်ဟာတရားနဲ့နေတာသူများမရကိုဘယ်တော့မှကြားမခေါ်ဘူးအဲ့ဒါမင်းမြင်းမြတ်သား ဒါဆိုငါမင်းမင်းမင်းမိုးကိုချစ်နေသေးလားချစ်တယ်တိတ်ကိုချစ်တာပေါ့အရင်ကလည်းချစ်တယ်အခုလည်းချစ်တယ်နောက်လည်းချစ်နေအောင်ပါပဲဒါဆိုရင်မင်းอยู่မလားငါအလကားပေးလိုက်မင်းခွေးစကားတွေမပြောနဲ့တတ်နိုင်တော့မင်းကိုဒီရတူးဒီနေရာရအောင်ငါလုပ်ပေးထားတယ်ဆိုတာမင်းမမေ့နဲ့လဲစေးတောင်စီကလေးဘဝတွေကငါနဲ့မိုးတန်ရောစီနေရှိခဲ့ကြတယ်တိုင်နေအတူနေအသက်ထမြချစ်ခဲ့ကြပြီးမှ အခုချိန်ကျမှမောင်နှမလိုတငယ်ချင်းလိုနေခိုင်းလို့ရမတယ်လားကွာငါလည်းလူပဲခံစားရတဲ့အသိနှလုံးရှိတယ်နင်းတို့ပဲခံစားရတာမဟုတ်ဘူးငါမှချုပ်တီးထားခဲ့ရတာအများကြီးပဲမင်းကိုချင်းစာနိုင်လားပြောမင်းကကိုချင်းဘယ်စာနိုင်မှမလဲမင်းကမိုးရဲ့ဘဝရောခန္ဓာကိုယ်ကိုရော ပိုင်ဆိုင်ထားပြီးပြီပဲငါမှမင်းတို့နှစ်ယောက်ကို တွဲပြီးမြင်လိုက်ရတိုင်းကိုရင်ကိုယ်ကိုဓာတ်နဲ့ခွဲပြီး ကိုယ်တိုင်စားသိမ့်နေရတယ်လို့ပဲကွာအဲ့ဒီခံစားချက်ကိုမင်းနားလည်မလားတော့မသိဘူးဟေးအောင်မင်းခံစားမှုသလား sorry ပါငါနေနေမန်းပါသွားရင်တကယ်ချင်းဟာငါနားလည်ပါလေငင်းချင်ဦးရဲ့အထိတ်ပဲကိုငါကောင်းကောင်းနားလည်သဘောပေါက်သွားပါပြီဒီလောက်နှစ်တည်းအကြပြီးဆင်ခဲ့ကြတဲ့တန်ရုံးစင်ကြီးပေါက်ကွဲထွက်လာမှတာစမ်းပါဘူးငါသွားတော့မင်းနှုတ်ဆက်ခဲ့တဲ့တကယ်ချင်း ်အောင်မြင်ပါစေကွာအချိန်ခိုက်ဖင်ကားတစီချောင်းဝင်းထဲသို့မောင်းဝင်လာသည်အေးအေးငါအထုပ်ပေါ်ယူလာအောင်မလို့တော့ပုံစရာဦးလေးယူခဲ့ပါပြီဟာဦးနောင်တော့ဆရာလေးပြုံးဆောင်ကိုဆင်းပေါ်မှာစင်ညာလိုက်ကလေးကဦးနောင်တော့ကအပြေလွှာသွားထင်နေတာပစ္စည်းတွေစောင်းရလာလို့ချိန်ပါအောင်ဆရာလေးမလို့ပါဘူးဦးလေးကျွန်တော်မှာကြောပွဲတစ်လုံးစာလေးရှိတာ ခရီးထူးထူးစစ်ကြည့်နေကြမလို့ပါဘူးဆရာလေးကြုံမပြောင်းဘူးဦးလေးကတော့အသေးမပင်ဘူးအခုလို့ဆိုတော့ဦးလေးဝမ်းနေတယ်ဦးနော်နော်ကျွန်တော်ဘသူ့ကောင်မအသေးမပေးတာပါစိတ်ထဲမထားပါနဲ့ဗျာမထားလို့ရမလားဆရာလေးရဲ့ဆရာလေးမရှိတော့ဦးနော်နော်ဘလို့နေရာမှန်းတော့မသိတော့ဘူးဒီလိုပါပဲတွေ့ဆုံကြုံ क्वे ဖြစ်စမြဲဓမ္မလာတဲ့အော် တို့မှာတော့ဆိုင်ပုံတို့ပါလားចောင်းသားပြက်တွေပါလားဘာလဲចောင်းပြန်လာတက်တာလားဆရာကိုချိန်ကျူးတင်ပါလေဆရာကျွန်တော်တို့လေးရောအခုဆေးပြတ်သွားကြပါပြီပြုံးချုံဒီကလေးတွေရဲ့အဖြစ်ပြက်ကို ပြန်နေမြင်အောင်လာမိတော်သည်ចောင်းမမန်နာများနေလို့ငါမသိငါတို့တိုက်ချောင်းတာမင်းတို့ကငငယ်ရွယ်ရွယ်နဲ့မြင်မြင်အသက်တူမဲ့အလုပ်တွေကိုလုပ်နေကြပါလားလိုက်လာခင်ကနေလိုက်ခဲလို့ပြောနေတယ်လေ ကိုဟာကိုအေးစင်းနေကြမှာဗျာအာယုံလာမစားမ်းမှာနဲ့ဘာကွာမလိုက်ရင်လိုက်အောင်လုပ်ရမှာပဲဟဲ့ကောင်နေပြန်ချကြကွာဟဲ့ကောင်နေဆေးရကောင်မှသွေးရင်နဲ့ပြေးပြေးအွန်းဒီကလေးတွေကိုဘလို့လုံးရမလဲရဲစခန်းကိုတိုင်ရင်လေကျောင်းသားမိမတွေကလာရွေးတာနဲ့ခဏလေးပြန်လှုပ်လိုက်မှာပဲငါတော့အတားပဲကောင်းလဲဒီလိုနဲ့ကန္နာကိုင်းနေစီအကြောင်းကြားပြီးအကျိုးဆောင်ပြောပြတာက လူငယ်ပြုတ်ပြင်ထိုင်းနေရင်စကန်ကိုပို့လိုက်ရတယ်ဆိုပါတော့ဆရာကောင်းကိုရိုက်ခဲ့မိတဲ့အတွက်ကျွန်တော်တို့အားလုံးတောင်းပန်ပါတယ်ကျွန်တော်တို့ဆရာကိုကရောပြစီဆရာဆရာကိုကျွန်တော်တို့ကရောပါတယ်อืมဖုန်းစီလုံးအသက်ရှင်ဒွေရဆန္ဒပြေဝါကြပါစေကွာထိုလေးရောက်ကရောနေတာကိုမြင်ရတော့ဆန်းနဲ့ចောင်းလုံးចောင်းသားများလည်းရောက်လာကြသည်ကျွန်တော်တို့လည်းကရောပြစီဆရာလင်ဟာပြင်ကွင်းပြင်ကျဲကြီးတွေတွင်အဖြစ်ဆိုင်တဲ့ပန်းကလေးများ ညီညာပြပြကတော့နေကြသည်ကိုကျင်းရင်နဲ့ညီမမြတ်ရင်စေချာလာစေတည်းပါပြောလို့ပြောရမယ်တော့မသိတော့ပါဘူးခလေးတို့ရဲ့ပညာနဲ့ချီးတွေဖြစ်ကြပါစေကွယ်ဖြစ်ကြပါစေဆရာဆရာပြောချောအနောက်ကိုကြည့်အနောက်ကိုလှည့်ကြည့်လိုက်ဆရာမတွေကနောက်ကိုလှည့်ကြည့်ခိုင်းနေသည်မို့ပြောချောအနောက်ကိုမျက်နှာမူလိုက်သည်အစိမ်းရောင်ကလေးပါလိုက်ကကြီးကတဖြည်းဖြည်းညာဘက်မှဘဲသို့ရုတ်သိမ်းသွားလိုနေသည် ဟင်ပြုံးချုံကြောင်ရုပ်ပမာငုံတုတ်သားဆိုင်းမုတ်ဖွင့်လိုက်တင်နဲ့လက်ခုပ်တံများတစ်ချောင်းလုံးညံသွားတော့သည် ပြီးနောက်ပြုံးချုံညာဘက်လက်ကုံဆုံးဖဲဖဲရင်းအောင်တို့ကလျက်ကျောင်းဆောင်တေကြီးအားအိုးညော်လိုက်တော့သည်နှုတ်ဆက်ခဲ့ပါတဲ့ကျောင်းဆောင်တေကြီးပညာတတ်လူငယ်တွေညောင်များစာမွေးထုတ်ပေးပါကဲကျွန်တော်သွားတော့မယ်အားလုံးဒီခရီးကဒီချိန်လောက်ထွက်မှညနေမောင်ကြီးပြောမှရောက်မှာမဟုတ်လို့ပါပြုံးချုံ ။မောငင်းငင်းလေးစမ်းပြုံးချုံမိုးမင်းဘလို့ဖြစ်နေရလဲ။မိုးသွားပြစီမသွားရဘူးလာလိုက်ခဲ့။တန်နိုင်ထွန်မိုးရဲ့လက်ကိုဆွဲကလူမမြင်ကြွယ်ရတော့ခေါ်သွားတော့သည်။ဆရာမောင်းလို့ရပြီလား။ခဏတော့စောင့်မအောင်လား။ပြုံးချုံကားထဲမှနေပြီးလူအုပ်ကြားထဲတွင်အတန်ကြာမိုးကိုလိုက်ရှာမိသည်ထို့သောမိုးကိုမတွေ့ရပါဘယ်နေရာကိုပဲကြည့်ကြည့်မိုးရဲ့အရေရောင်မရှိကားစရာမောင်းပြ ။အော်မိုးရေပြုံးချော်ကတော့လာမနှုတ်ဆက်တော့ဘူးလားယ။ဘာဖြစ်လို့လာမနှုတ်ဆက်ရတာလဲ။နှုတ်မဆက်ချင်တော့အောင်ကို ဖြစ်သွားပြီပေါ့လေ။အခုတော့နေနိုင်သွားပြီပေါ့လေ။အေးလေးမိုးကအစကတည်းကနေတက်ပြီးသားပဲကိုငါကူကမနေနိုင်တာလေ။နှုတ်ဆက်ခဲ့ပါတယ်မိုးရေ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ကိုမရခဲ့တဲ့ငယ်ချေဦးလေးဆိုတဲ့အစ်စစ်စလန်လေးကတော့ဒီလောက်ပါပဲရှင်။ နားဆင်လို့ပရိသတ်များအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပါစေအခုလိုဇာတ်လမ်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင် Theory ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားပြီးဘေးကခေါင်းကောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်စိတ်စုထုတ်ပင်တင်ပါတယ်ရှင်